就拿这,这个豆浆拿，别妙、嗯。 ဂုံမင်းဘွယ်ဟာပြည်တက်ကသူကြီးသည်ချက်သည်မင်္ဂလာပေါင်းနှင့်ပြည်စုံပါပေ၏။ကျောင်းဝင်းဝင်ပေါက်တွင်ပြပြန့်ခတ်လှူရှားသွားလာနေသော တက်ကသူကျောင်းသားကျောင်းသူများသည်ကျောင်းတော်ကြီးနှင့်လိုက်လျောညီစွာလှပသောလူငယ်လေးများကြ၏။သူတို့သည်ပျော်ရွှင်ခြင်းတက်ကြွခြင်းဖြတ်လက်ခြင်းအပြည့်စုံနှင့်အပြုံးကိုစီရှိကြပေသည်။ ပြည်တက်ကလေးသည်ပြည်မြို့အလဲတရုတ်စုရက်ွက်ရွှေတချောင်းလမ်းမပေါ်တွင်ရှိသည်ကျွန်တော်ကမူပြည်မြို့အစွန်ခေတ္တရာမြို့တွင်နေထိုင်ပါသည်ပြည်မြို့ဤစင်ချွေဖုံးအရဟုဆိုရမည်ဖြစ်ပါသည်ခေတ္တရာမြို့တစည်းသည်အလွန်စီကားနေလိမ့်မည်အဘဲကြောင့်ဆိုသောပဝင်းကျင်ရွာများမှာ စိုက်ပျိုးထုတ်လုပ်သောကုံစိမ်းများကိုခေါင်းရွက်ပြတ်ထူလာရောက်ရောင်းချသူများများသောကြောင့်ဖြစ်သည်ပြည်မျိုးအထင်ကရဇီးကြီးဖြစ်သောစီပင်သာသာယာဇီးကြီးမှကုံစိမ်းတွေများပင် လာရောက်၍အဆင့်ဝယ်ယူရောင်းချရသောဇီးဖြစ်သောကြောင့်လည်းဖြစ်ပါသည်ကျွန်တော်သည်ခေတ္တရာမျိုးသည့်အမှန်ငါထက်တန်ကြောင်း၌ ူလရပညာသင်ကြားနေသောကျောင်းသားတယောက်ဖြစ်ခဲ့သည်ကျွန်တော်၏တမ်းမှန်ဆရာမအကကျွန်တော်ကိုအတော်ချစ်သည်အတန်းထဲတွင်ကျွန်တော်ကဉာဏ်ဤထက်မြက်သောကျောင်းသားတယောက်ဖြစ်သည်ဟုဆရာမကချီးကျူးစကားကိုအမိန့်ခံမှအမြဲကြားရလေရှိပါသည်ကျွန်တော်တွင်ငွေချင်းညီအကို၃ယောက်ရှိရာကျွန်တော်ကအကြီးဆုံးဖြစ်သည်အဖေကကြာပန်းလုပ်သား ပယံလက်သမာမြေတူးမြေပေါက်စသည်အလုံးများကိုကြာရာလောက်ကရင်ကျွန်တော်တို့မိသားစုကျွေးမွေးခဲ့ဤအမေကတော့ကျွန်တော်ညီငယ်များယူဝေယာဝိဆာအိမ်မှုကိစ္စအဝဝကိုဆောင်ရွက်ဆောင်ရွက်ခြင်းသာအချိန်ကုန်နေရသည်သည် အဖေအလုပ်ကလေးအစဉ်ပြေလာသည့်အခါတာငါဟင်းလျာများနှင့်ဆ ਾਇ ရတော်လေအဖေအလုပ် ပြတ်သည့်အခါတွင်ဟင်းသည်ဟင်းရွက်များနှင့်သာစားတောက်ခဲ့ရသည်တွင်ချင်းပေါင်းဟင်းငရုတ်သည်နဘီတောင်ကမိသားစုဟင်းလျာအဖြစ်မှတ်ပုံထင်တင်၍ပင်ထားခဲ့ရပါတော့သည်သူကြသည်မှာအမေသည်ကျွန်တော်တို့နှင့်အတူထမင်းမစားပါ ဖမင်းစပွဲကမှအဖေနဲ့ကျွန်တော်တို့ညီကိုများသာခွဲတန်းဆိုပေမဲ့ကျွန်တော်တို့ဖမင်းပကံနဲ့ဟိုထဲ့မပြီးပါပကံများကြီးတစ်ချက်ထဲထဲ့၍သဘောပေါ်နေတင်းထားခဲ့ပါသည်ကိုခွဲတန်းကိုယူ၍စားရန်ဖြစ်ပါသည်အမေစည်းကမ်းကို ကျွန်တော်ကလိုက်နာနိုင်ပေမဲ့ညီလေးငယ်ကတော့မလိုက်နာခဲ့ပါမယ်သေးတော့သူတို့အသည့်မရှိသေးပါဘူး သူခွဲတန်းကိုကောင်းအောင်စပြီးကျွန်တော်တို့ခွဲတန်းကိုပိုင်ဖဲ့ယူစားတော့တတ်ပါသည်ညီလက်ကမကြည်နဲ့တော့ငိုတံမာနဲ့အမေအမေကိုလှမ်း၍တိုင်းသည်ဒုခအမေကတာပီးလိုက်ပါရော့သားကိုအဖေပေးမယ်ဆိုပြီးသူ့အတွက်တိကျခွဲထားသော ကျုပ်ကျော်မှဖဲ့ပေးတတ်ပါသည်ကျွန်တော်တို့ထမင်းစားပြီးတော့အခါကိုပကံကိုကိုယ်တိုင်ဈေးရပါသည်အဖေပကံနှင့် ညီလေးငယ်ဤပကံတို့ကိုအဖေကစေးပြီးဇပွဲသိမ့်မိနောက်မှအမေသည်မိဖို့ကြောင့်လည်းတဦးတည်းသာထမင်းစားနေတတ်ပါသည်ကျွန်တော်အမတ်မတင်အမေနာကိုရောက်သွားသောအခါအဲအမေအမေကျွန်တော်အံ့အားသင့်ခဲ့ရပါသည်အမေပကံများတဲ့တွင်ဟင်းမရှိပါကျုပ်ကြောထားသော ဒဲဦးကိုနေ၍စားဖြူစားကြောင်းအမေပြောတော့ကျွန်တော်ဝမ်းနေခဲ့ရပါသည်နေယောက်ျားနှင့်သားများအပေါ်အီမြအနစ်နာခံတော့အမေအမေကဘာနဲ့စားစားပါရပါလေသားရဲ့သားတို့စားလို့စားဖို့ကအရေးကြီးပါတယ်တဲ့ဒီစကားကငယ်ရွယ်သူကျွန်တော်အဖို့ခံစားမှုရှိတဲ့လောက်ရှိခဲ့တော်လေယခုအခါ တွေးမိတိုင်းအမေ့ကျေးဇူးအတိုင်းအဆမရှိခံစားမိပါသည်သားတို့ဘောဤမြအနစ်နာခံသောအမေ့ဘဝကိုကြံ့ကြံ့ခံရိုက်တည်၍သူသာအငတ်ခံ၍သားတွေကိုစားရပါသည်ဆိုသောအမေဟင်းကောင်းကလေးများချက်သည့်အခါအမေသည်အဖေအတွက်တင့်တယ်စွာ ခွဲထားပြီးကျွန်တော်နှင့်ညီငယ်များကို ခွဲတန်းနဲ့ကျွေးပါသည်ခွဲတန်းဆိုပေမဲ့နှစ်တုံးသုံးတုံးမဟုတ်ပါတယောက်လေရင်ဟင်းတတုံးများသာဖြစ်ပါသည်ထိုအချိန်ကကျွန်တော်သည်ပစိုးလေပင်ကွင်းတိုင်း၍ဘောင်းမိတို့ဖြင့်ဂွေလိတ်စော့ကစားရသည်ကို အလွန်နှစ်သက်၏အချိန်နှင့်လှည့်ရင်ဝချမ်းများကိုတန်ပြားလေးကပ်၍တန်ဖြင့်ရိုက်ခါတွန်းရသည်ကျွန်တော်မြင်မြနှစ်သက်ပါသည်ဆိုပါမူ ညအိတ်ဒီအခါရွယ်မှုကျွန်တော်ဤခွေကလေးကိုအိယာဘေးမှာထား၍အိတ်ဒီအထိဆွဲလန်းမြတ်နုခဲ့ပါသည်အချိန်တန်အကြောင်းကပြန်လာရင်အမေချက်ထားသောထမင်းဟင်းနှင့်အမောပြေရပါ၏ဟင်းကောင်းလျင်ပို၍ပင်ထမင်းမြင်၏ဟင်းမကောင်းလျင်လည်းကျွန်တော်မငြင်းอยู่ပါအမေလက်ရလေးကလွေးစလေတိုင်းနဲ့ဂွေလှိမ့်ပြီးအပြေးပြန်လာတော့ကျွန်တော်အဖို့ မုံမောနဲ့စာစာပေါင်းပြီးကောင်းကောင်းကြီးစားနိုင်ခဲ့ပါသည်ကျွန်တော်ကြောက်မှန်မှန်တပါဘူးထို့ကြောင့်ဆရာမကြီးကကျွန်တော်ကိုချစ်သည်ဆိုရင်မမားပေညီလေးများကတော့အเจ้าနေရွယ်မဟုတ်သည်ကျွန်တော်အเจ้าပြန်လာသည့်အခါညီလေးများကိုထိရသည် အဖေက အလုပ်အပြန်နောက်ကျသည့်အခါရှိသည်တခါတခါအမေမှငွေပြတ်နေသည်ဖြင့် ။ထမင်းအိုတစ်လုံးတည်းသာတဲထားနိုင်ပြီးအဖေအလာကိုစောင့်ရမည်။အဖေပြန်လာတော့မှအလုကရသွားပြီးငွေလေးနဲ့နီးစပ်ရာအိမ်ဆိုင်လေးမှာကျဲဝီလေးနှလုံးစီလေးနှစ်ချက်သားဝယ်ပြီးချက်သွုံဆယ်ပြားဖို့နဲ့အပွားခိုက်ပြီးကြောကစားရသည်။ယခုထိမှတ်မိနေသည်မှာတို့အတွက်ကျွန်တော်ကိုယ်တိုင်ဝယ်ပေးရသောကြောင့်ဖြစ်ပါသည်။အမေက ကျဲ့ဥကိုအပြားလိုက်ကြော်ပြီးအဖေအတွက်ကျဲ့ဥတလုံးနီးပါးဇွန်းဖြင့်ဖြတ်၍ဖေကြီးစားဖို့ဟုပြောသည်ကြံပိုင်းကိုသုံးပုံပုံဤဖြတ်၍ကျွန်တော်တို့ညီအကိုသုံးယောက်အတွက်ခွဲတန်းချပေးခဲ့ပါသည်ဒါတို့ဒါကိုကျွန်တော်တို့အမှုမထားမိခဲ့ပါသူချင်းကမခံစားတတ်ခဲ့တော့လေလင်းနေမှုမရှိခဲ့ပါ ပြန်လည်ခံစားမိသည့်အခါလေးနက်မှုအပြည့်အဝရှိနေပါသည်အမိကျေးဇူးတရားကိုတည်တတ်ခဲ့သောကြောင့်ခြေကွဲမှုများနေသာရာရာဆာဆာဘဝဖြင့်ဖြစ်တယ်လို့ယက်တည်ခဲ့ရသောလေပျော်ရွှင်မှုအပြည့်ရှိသောကျွန်တော်တို့မိသားစုတွင်မမျော်လင့်သောငုံလန်းဝင်ရောက်လာပါသည်အဖေအလုပ်ထဲတွင်အဖေအလုပ်ထဲတွင် အမြင့်မှလိမ့်ကြ၍စေဝင်ရောက်နေတာလေ အမိတယောက်ခြေမကင်လက်မကင်ခြေမကင်မိလက်မကင်မိဖြစ်ရပြီလက်လွတ်ထားသောညီကိုနှစ်ယောက်ကိုသာကြည်မင်းအဖေဆေးဥမာလေအမေလိုက်သွားမယ်ညီလေးတွေကိုသင်္ချာထိန်းထားအမေစိတ်ချကျွန်တော်ဟာညီငယ်များကိုထိန်းထားရန်တာဝန်ပေးပြီးအဖေအတွက်လိုအပ်မိတင်သည့်အသုံးဆောင်များကို ပစုပြင်ထုတ်ဖို့ကပေါ်ဝါကိုပခုံးတင်ပြီး စေယုံတို့အမေအပြေးလိုက်သွားပါတော့သည်ညီလေးတို့ကိုကိုနဲ့ကစားကြမယ်နော်တော်တော်ကြာအမေပြန်လာရင်ညီလေးတို့အတွက်မုံနေအများကြီးဝယ်ခဲ့မှာလူမမဲညီငယ်ကလေးများဖြူတီးဖြူချောင်းဖြင့်ကျွန်တော်အားကြည့်၍မယုံဝွင့်ဝယ်ယုံဝွင့်ဝယ်အလားမျက်နှာသားများဖြင့်အောက်စင်ကစားရန်သုံးဖြစ်သောဒီကတက်ကလေးအစင်းမှာကျွန်တော်ဖက်နှက်စီရန်ရှာလိုက်တော့ ကျွန်တော်ဖနတ်တစ်ဖက်နဲ့အမေဖနတ်တစ်ဖက်သာရှိသည်အမေကျွန်တော်ဖနတ်တစ်ဖက်ကိုမှားစီသွားခဲ့ပြီအမေရဲ့ပဲမြားကြာများခဲ့ပါသည်ကျွန်တော်ဖနတ်ကရောဘာဖနတ်တစ်ဖက်အမေဖနတ်ကသရေဖနတ်တစ်ဖက်ဖြစ်မှာဖြစ်ရလေအမေရဲ့အဖေစေယုံကဆင်းခဲ့ပါပြီညာဘက်ခြေထောက်မှာကြောက်ပတ်တီးကြီးနဲ့မိသူကလုတ်ပေးခဲ့သည်မသိ တစ်သားချိုင်းနောက်ကြီးနဲ့အမေကတွဲ၍ပြန်လာခဲ့ပါသည်အဖေစိတ်ကူရန်အလုရှင်မှအကုန်ကြခံလိုက်သည်မို့ကျွန်တော်နောက်မှသိရရသည်ကျွန်တော်တို့ဆွေမျိုးအတိုင်းဝိုင်းများမရှိပါအမေကဂျုံပြောဘက်ကအဖေနဲ့အမေတရွာတဲသားမိဘများသဘောမတူ၍ကိုကိုလက်ကိုရလက်ခဲ့ရမှာပြည်မြို့တွင်တောင်းနေနေခဲ့ပြီးရရအလုပ်ကိုလွတ်ကဲစားတော့ခဲ့ရသည် မြို့သည်တည်သည့်အခါအင်ဂျင်မရှိသောအဖေတို့မြေခွဲရယခုသို့ရပ်တည်ရနိုင်နေခြင်းဖြစ်သည်ထို့ကြောင့်တရည်ရည်ပြည့်ကြည်တော့အမေနှင့်အဖေကမိသားစုလုံးုံရေးကိုကြောချင်းကပ်၍ကာကွယ်သလိုသားများကိုအတွင်း၌ထား၍ယဉ်ချင်းဟကမေတ္တာငွေပေးနေသောယေရှုရှင်များပါအခုလိုလောကရန်တရားအထင်ရှားဝင်ရောက်လာသောအခါကျွန်တော်တို့ဤကိုသုံးယောက်ကတော့ အရွယ်အရအဖေလိုလဲမပူအမေလိုလဲမပူတာကျွန်တော်ကတော့အဖေလိုကိုလဲချစ်သည်အမေကိုလဲချစ်သည်ညီလေးတွေကိုလဲချစ်သည်ကျွန်တော်ကစားကြရာကိုလေးကိုလဲချစ်ပါသည်အဖေလိုမလုံးနိုင်၍အချိန်ငါစားပြီးအမေမီတို့ချမ်းသာနေမစီသမင်းလေးတော့နတ်မှန်ခဲ့ပါသေးသည် လွေကာလာចောင်းပည့်ရဲ့ဖြစ်ចောင်းမုံမှုဆယ်ပြားလဲကျွန်တော်မရတော့မှတ်မိပါသေးသည်အမေကိုယ်တိုင်ခုပြီးချက်ပြီးတော့မကြီးရွက်ချင်းအင်းနဲ့ငပီတောင်းကကျွန်တော်အတွက်မမိတ်နိုင်သောဟင်းလျာစီမသုံးဝက်ချက်လို့ရသောချင်းရင်ဟင်းနဲ့ဟင်းညိုဟင်းသည်ကျွန်တော်အတွက်အကောင်းဆုံးဟင်းလျာများပါနောက်ဆုံးကြံမရမရဖြစ်နေသောအမေသည်မြို့သစ်ဈေးထဲမှခောက်ပြန်ပြီး ကျေးရွာအသုံးဆောင်လေးများကိုဈေးတောင်ခေါင်းပေါ်ရွက်ခါအနီးနွားရွာများသို့ခြေလျင်ခီးဖြင့်သွားရောက်၏တခါတည်းံမိုးချုပ်မှပြန်လာရ၏အမေကအဖေကစိတ်မချကျွန်တော်အားအနီးနားသို့သွားကြူခိုင်းအဖေစိတ်မချမ်းသာခဲ့ပါသည်အဖေစိတ်မချမ်းသာသလိုကျွန်တော်လည်းစိတ်မချမ်းသာခဲ့ပါဖြစ်နိုင်ရင်အမေလုံတွေကျွန်တော်လုံလိုက်ချင်ပါသည် ကျွန်တော်မိဘများကိုကျွန်တော်မိတို့ကူညီနိုင်မည်နီလောလောဆယ်တော့ကျွန်တော်ထမင်းချက်ရသည်အမေပြန်လာတော့သူဝဲလာတာလားသူများပေးလိုက်တာလားမသိတော့ဟင်းချက်စရာများဖြင့်အမေကခยีပဲလာတော့လေမနာပဲချက်ပြုတ်ရပြန်ကျွန်တော်ဟင်းမချက်တတ်တော့ကြောင့်အမေကိုသနာ၏အဖေကိုလည်းသနာ၏အဖေထက်အမေကိုပိုရင်သနာ၏ပြေမြောက်သေးတော့ ကျွန်တော်ဘာများဆွမ်းဆောင်နိုင်မှာအဲ့ဒီမိဘများကျေးဇူးဆက်ရင်ကျွန်တော်စိတ်ကတော့အရွယ်ရောက်နေပါပြီ။ဒါကြီးအမေကိုမြို့တည်စီကိုဈေးဝဈေးတော်ဝယ်ပေးစမ်းမြန်မြန်ပြန်လာခဲ့။သူနေ့ကအမေကောင်းကောင်းနေမကောင်းသဖြင့်ဈေးရောက်မထွက်။ကျွန်တော်လည်းအမေမနာမနေလုပ်နိုင်ကြများလို့ဒီခုလည်း ညီလေးများဤအဝိဇ္ဇာများရှောရင်ဖွင့်ကျွန်တော်အားခေါ်၏ဈေးဝယ်ဈေးတော်ဝယ်ခိုင်းခြင်းဖြစ်သည်ကျွန်တော်သည်ကျွန်တော်၏အချစ်တော်ဝေကလေးကိုအချိန်မြင့်စွာနှိမ်ရင်ဈေးသူသွား၏ကျွန်တော်စိတ်တွင်မြင်းတကောင်စီး၍ဝါပီတကဲ့သို့ไกลไกลยีเจ้าเนี่ยยามเนาะตะช่องเสือกไกลไกล အတန်လာရသူ့ကျွန်တော်လှည့်ကြည့်လိုက်ကျွန်တော်ထက်၅နှစ်ခန့်ကြီးသောအကိုတယောက်ဖြစ်နေဒီလေးရေကြောင်းစားမလားမင်းစားရင်တမတ်ကို၃ချောင်းယူပါကျွန်တော်စားတယ်ပါ යි သို့တော်မုံပိုးမရှိပါကျွန်တော်ကောင်းလဲပဲအတွေးလေးဝင်လာသည်ဒီအကိုရေကြောင်းရောင်းတဲ့အလုပ်ကိုကျွန်တော်လုပ်နိုင်တယ်အကိုရေကြောင်းရောင်းတာဘယ်လောက်မြတ်တယ်လဲကျွန်တော်မိသောအခါမိခုံးကို ရေပြင်းကြောင်ကြောင်သောအကူကမပြေသေးပဲကျွန်တော်အားစိုက်ကြည့်နေသည်အတန်ကြာမှညီလေးကရေပြင်းကြောင်ကြောင်ပြင်လို့လားမြတ်တာပေါ့ကွာတနည်းသုံးချက်လေးချက်လောက်တော့အေးသေးပဲမင်းရောက်ရင်ဖောက်တယ်ဆိုင်လိုက်ဖို့ပါကြာသည်စကားကျွန်တော်တို့အဖြစ်ဤ။ငါဒီတုံ့လို့ရင်မကျမ်းမာသောအဖြစ်အတွက် ်အမေအတွက်ညီလေးတို့အတွက်အတွေ့မဆုံးမိပါပဲကျွန်တော်ဆုံးဖြတ်ချက်ချလိုက်ပါတော့ဒီကဲကြောင့်ဒီအကိုကြီးအကိုကြီးဖြင့်ကျွန်တော်ထုံနေပါပဲကြေးကလိုက်တစ်လုံးနဲ့ဒီကဲကြောင့်တော့လွယ်ကွင်းရခဲ့သည်မိသားစုဖြစ်ပြီးစရောင်းသည့်နေ့မှာပဲအလွန်ရောက်မှုတကောင်းသည့်ဖြင့်ဒီကဲကြောင့်များသုံးလေးခေါက်ပြန်တယ်ရောင်းလိုက်ရသည်ကျွန်တော်ရင်ပြောပါသည်အရန်ချောင်းပေါင်းကိုပြောခဲ့ပါသည် ပတ်စံကိုမြင်နေရလို့ပြောခဲ့ရပါတယ်။ကျွန်တော်ဤကပုံစအတွင်းမှာအကျွေးစေးနေချက်တန်နေတာတော့ကျွန်တော်အပြောကြည့်တယ်ပြပါသည်။ဘယ်တော့ပြောတယ်လဲဆိုရင်အမေဇေးဝယ်ခိုင်းနေလို့ပဲ။မီလီယံလေးဒီအထည်ပြောခဲ့မိပါသည်။ယနေ့ဆောင်လာရင်အမေဇေးဝယ်ခိုင်းနေကိုသတိရလာပါတော့သည်။ကျွန်တော်မှဒီတော့မှကျွန်တော်ကြောက်ခံပြောချမ်းမိပါသည်။ အမေရိုက်လိမ့်မည်ကျွန်တော်ကျွန်တော်ကိုကျွန်တော်အားတင်း၍အိမ်လို့ပြန်ခဲ့ကျွန်တော်ပကုန်းနဲ့ဆွေလွယ်တိုင်းထားသောရေခဲကြောင်မှုလည်းပေါ့လက်ထဲတွင်ကြီးကလိုင်းခေါင်းလောင်းလေးနဲ့အချစ်တော်ကိုဒီကိုယ်ကလေးကဘုံသားထဲမှာရရှိလာခဲ့သောပိတ်ဆံအချို့အိမ်မြန်ရောက်ခံသည့်လမ်းအချို့အကွေတစ်ခုမှာအမိကိုတွေ့လိုက်ရပါသည်အမိလက်ထဲမှာဝချမ်းများတုန်ကြီးနဲ့ အမိမျက်နာနေမြနေအမိဒေါသရေးများတက်ပါနေအမိမျက်နာပေါ်တွင်တွေ့နေရပါပြီအမိကစနေသမီးစိတ်ကြီးနေတဲ့ရေတက်မွေးထားတဲ့အမိဖြစ်ပြီးသားတွေမိတို့ချစ်စေကမှုစီကံအရာစိတ်မထိနိုင်မဲ့ရိုက်နေတတ်သူဖြစ်ပါပြီကျွန်တော်တော့ကြောက်ပြီးအဖေတက်ပြန်အမိကိုပို့ပြီးကြောက်ပါပြီမဝင်ရဲရဲဝင်ရဲရဲဖြင့်အမိအနေသူ့ ရောက်တော့ခါအမေသည်ထူးထူးခြားခြားကျွန်တော်ကိုစိုက်ကြည့်ပြီးထူးဆန်းနေသဖြင့်သူဤဒေါသကိုချုပ်တီးထားပုံရပါ၏။ဤသည်ကိုခွင့်ကောင်းယူပြီးကျွန်တော်ကအမေအမေဒါအခုရေခဲကြောင်ရောင်းနေလားပတ်စံနေတာရကြအများကြီးရခဲ့တယ်အမေရဲ့ပြောပြောဆိုဆိုကပုံသားတွေကပတ်စံနေကိုဖြေးပြပြီး ။ဒီနေ့တို့သွားဖို့လေရေကြောင်းတွေပါသေးတယ်။အမေရဲ့ပြောကရေကြောင်းကိုဖွင့်ပြလိုက်ပြီ။အမေကကျွန်တော်အားတွေ့တွေ့ကြီးစိုက်ကြည့်နေပါလား။ကျွန်တော်တို့ဒီတိစကားမှမပြောပါဘူး။ဒီခုပြန်ရခံမတည်နေရင်နှမိနှစ်ခန့်ကြာမီတင်ပါသေး။ကျွန်တော်လည်းရိုက်မှကြောက်ရအသားများအဆက်ဆက်ဒုံးနေပါသေး။အမေမျက်လုံးမှာမျက်ရည်များသည်တွေ့တွေ့ကြီးချစဲလာသလို ကြည်ကြည်ပောင်းကိုင်းထားသောဝချမ်းတို့သည်မြေသို့လွတ်ကျတော်ပါသောအမေကကျွန်တော်ဒီပခုံးနှစ်ဖက်ကိုတိုင်၍သူ၏ရေငွေနဲ့သူထဲကကျူးကျူးပါအောင်မူပါတော့အမေကိုကျွန်တော်လည်းမူပါ၏ထိုချိန်ကငိုခဲ့သလိုယခုလည်းငိုခဲ့ပြီပါ၏တတိယကိုင်းလည်းကျွန်တော်ငိုနေရပါဦးယခုတော့လည်းကျွန်တော်ချစ်သောဝေကလေး၏နေရာတွင် ရေခဲကြောင်မူနေရနေရာယူနေသလိုဂွေခဲလေးကဲ့သို့ပင်ရေခဲကြောင်မူကျွန်တော်ချစ်ခဲ့ပါသည်အမှန်ငါကြောင်ကြီးကိုတော့ကျွန်တော်နောက်ဆုံးအနေဖြင့်နှုတ်ဆက်ခဲ့ရပါတော့သည်ဒီတက်ကသူပောက်ဤဘေး၌မြည်ကြီးနေသောခေါင်းကောင်းတဲ့ကြောင်ခေါင်းကောင်းတဲ့ကြောင်ခေါ်တယ်မဟုတ်ပါအမိုက်သိငါဤလူစော်တယ်မဟုတ်ပါကျွန်တော်ဤရေခဲကြောင်ရောက်သောခေါင်းကောင်းတဲ့ဖြစ်ခဲ့ပါသည် လဘကျောရှင်းနေသောပြည်တက်ကသူကျောင်းတော်သူကျောင်းတော်သားများကနေနေငါနေကြလေကျောင်းပြကြပြီနိုင်ငံတော်ဤတာဝန်သီးသီးကိုတာဝန်ထမ်းဆောင်ကြပါအားကြပြီကျွန်တော်ဘဝကသူတို့လိုတက်ကသူတက်ဖို့မဆိုထားနဲ့အခြေခံပညာအလဲတန်းကြောင့်ကိုပဲတက်ခွင့်မရခဲ့ဘူးကျွန်တော်တက်ခွင့်ရသည်တက်ကသူကတော့လူငယ်မောင်မယ်များဖြစ်ကြသည့်ဤတက်ကသူ ကျောင်းသားကျောင်းသူများက၄၅နှစ်ကျောင်းပြီးပြီဘဝတက္ကသိုလ်ကျောင်းသားကျောင်းကျွန်တော်ကဘဝတက္ကသိုလ်ကျောင်းသားကျွန်တော်ကဘဝတက္ကသိုလ်ကျောင်းသားကျွန်တော်ကဘဝနေဝင်တိမ်မှသာကျောင်းပြီးပါလိမ့်မည်ဤလောကတွင်ကျွန်တော်လိုဘဝများမရှိပါသေးနဲ့လို့စူတောင်းလိုက်ရပါတော့2018 2019